ယူ21ယူရိုပြိုင်ပွဲအကျင်းပနေခဲ့တဲ့ semi final အဆင့်တွေပြီးဆုံးသွားခဲ့ပါပြီ။ဂျာမနီအသင်းနဲ့အင်္ဂလန်အသင်းဘောလုံးပွဲမှာတွေ့ဆုံကြမယ်။စိတ်ဝင်စားစရာပွဲကောင်းတွေ၊စိတ်ဝင်စားစရာကစားသမားတွေကျွန်တော်တို့တောင်းလျှောက်မြင်တွေ့နေရတယ်။ပရိသတ်တိပီးသား Harvey Elliot တို့လိုကစားသမားတွေပါဝင်နေတယ်လို့ဂျာမနီအသင်းက Voter Mader တို့ ပေါ်တူဂီအသင်းကဂျိုဗန်နီကန်တောပြင်သစ်အသင်းကလူခဲပါနယ်သာလန်အသင်းကဂျိုရဲဟာတူအဆရှိတဲ့ကျယ်ပွင့်တွေများစွာပါဝင်နေတဲ့ပြိုင်ပွဲဖြစ်တဲ့ဒီပြိုင်ပွဲကနေပရိသတ်တွေစိတ်ဝင်စားစရာဖြစ်စေမယ်လင်းလန့်နေတဲ့ကျယ်ပွင့်တချို့အကြောင်းကိုဒီဗီဒီယိုကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါစီတူအိုပီနီယိုကနေကြိုဆိုလိုက်ပါတယ်ယူရိုယူ21ပြိုင်ပွဲကတော့အမြဲတမ်းကစားသမားကောင်းတွေကိုမွေးထုတ်ပေးလေရှိတယ်ပြိုင်ပွဲသူရဲ့ဒီကျင်းပတဲ့နှစ်နှစ်တစ်ချိန်မကနန်းနေမှာကျင်းပတဲ့နှစ်အလိုက်မှာကျွန်တော်တို့အမြဲတမ်းကစားသမားကောင်းတွေကိုမြင်တွေ့ခဲ့ရတယ်ပုံမှန်အဖြစ်တော့ ဂျာမနီနဲ့စပိန်တွေကဒါနှစ်တိုင်းဘောလုံးပွဲတက်နေကြပါတော့အဲ့တော့တသိန်းမဟုတ်တသိန်းတက်တယ်တချို့နှစ်တည်းမှာနှစ်သိန်းတွေ့တယ်ပေါ့နော်အဲ့တော့ဒီနှစ်ဂျာမနီပြန်ရောက်လာပြန်ပြီ2023မှာဘူဆွဲထားကတော့အင်္ဂလန်အသင်းဖြစ်တယ်အဲ့တော့အဲ့ဒီအရှေ2021မှာဘူဆွဲထားတာကဂျာမနီအသင်းဖြစ်တယ်အဲ့တော့ဒီနှစ်သိန်းကအခု final မှာတွေ့ဆုံကြမယ်အဲ့တော့အင်္ဂလန်အသင်းကတော့ဒါယူရိုမှာဒီအုပ်စုမှာနည်းနည်းလေးရုံးငံခဲ့ရတယ်ဂျာမနီလည်းအုပ်စုမှာပါခဲ့တယ်ဂျာမနီကဒါဘူ အုပ်စုဘုံအနေနဲ့တိုက်ခဲ့တယ်ပေါ့နော်အင်္ဂလန်ကစပိန်နဲ့တွေ့ရစပိန်ကို ဖြုတ်တယ်ပြီးတော့ဒီနယ်သာလန်ကိုဖြုတ်တယ်အခုဖိုင်နယ်တက်လာတယ်ဂျာမနီတို့ကတော့အဲတသောတသားပဲပေါ့နော်တသောတသားကိုဒါဂျာမနီဖျက်သန်းနေတာကိုကျွန်တော်တို့တွေ့ရတယ်ပြင်သစ်အသင်းကို3-0နဲ့နိုင်လာတာကဟိုတော်တော်လေးကိုဒါတက်ရက်ကောင်းမွန်ခဲ့တာကိုတွေ့နိုင်တယ်ပေါ့နော်အဲ့တော့ဒီပြိုင်ပွဲမှာခြေစွမ်းပြနေရကစားသမားပြိသက်တိပြီးတဲ့လူတွေအများကြီးပါတယ်မတိသေးတဲ့လူတွေလည်းပါကြတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာပြင်သစ်တို့ပြီးတော့အင်္ဂလန်တို့မှာတော့တကယ် ဒီအသက်မိပဲမဲ့ပေါ့နော်2000နှစ်နောက်ပိုင်းမှာမွေးတဲ့ကစားသမားဆိုအသက်မိတာ哦အဲ့တော့ဒီပြောမယ်ဆိုခိုးဖာမာတို့ဆိုမိတယ် Morgan Rogers တို့ဆိုမိတယ် Levi Colwell တို့ဆိုမိတာပေါ့နော်ဒါပေမဲ့သူတို့က Levinson အဆင့်ဖြစ်သွားပြီဖြစ်တဲ့အတွက်ဝင်မကစားတော့ဘူးပေါ့လေအဲ့တော့ပြင်သစ်အသင်းဆိုရင်လည်းဒါ Desire Dure တို့ပြီး Ryan Sharkey တို့အစရှိတဲ့ပြင်ပေါ့နော်ပြီးတော့ Ugo Ekitike ကြတော့သူရဲ့တန်ရာပြဿနာကြောင့်ဒီပြန်ပြီးတော့ငင်းဆန်ထားတယ်ပေါ့နော်အဲ့တော့ ဒီကစားသမားတွေတော့ကျွန်တော်မတွေ့ရဘူးဒါပေမဲ့မတွေ့ရသည့်တိုင်အောင်အဲ့လိုမျိုးတဲ့ထိတ်တန်းကျယ်ပွင့်ပေါ့နော်အသက်မီသည့်တိုင်အောင်မပါတဲ့ထိတ်တန်းကျယ်ပွင့်တွေကိုဖယ်လိုက်တဲ့အခါမှာအင်္ဂလန်အသင်းဟာအထူးတောင်းတင်နေစေဆိုတော့တွေ့ရတယ်အဲ့တော့ Harvey Elliott ကတော့2023တော့ငါဘူဆွဲတဲ့အသင်းမှာလည်းပါတယ်အခုလည်းပြန်ပါတယ်ဒီပြီးခဲ့တဲ့ Netherlands အသင်းကို2-1နဲ့နိုင်ခဲ့တဲ့ပွဲမှာတော့သူ့ရဲ့ solo show တွေနဲ့အတူဒါအကောင်းဆုံးခြေစွမ်းပြသွားတယ်ပေါ့နော်ဒီပြိုင်ပွဲရဲ့ဒီအကောင်းဆုံးကစားသမားစုကိုရရှိဖို့ဘူဇီဘန်းစားနေတယ်ပေါ့နော်အင်္ဂလန်ဘက်ကတော့ဒါ Harvey Elliott ် Elliot Anderson တို့အရန်ကောင်းနေတယ်ဂျာမီဘက်မှာတော့ Nick Walter Matter အရန်ကိုကောင်းနေတယ်အဲ့တော့ဒီကစားသမားတွေက Golden Boy ရရှိဖို့တော်တော်လေးရည်ပန်းစားနေပေါ့နော်အဲ့တော့ Harvey Elliot ကတော့ဒါ Liverpool အသင်းနဲ့တူ Senior ကစားသမားဖြစ်နေပြီးသားပါဒါပေမဲ့လည်းအခုအဲဒီပါဝင်နေသေးပဲပေါ့နော်အင်္ဂလန်အသင်းရဲ့ပွဲများစွာကစားထားတဲ့ကစားသမားလည်းဖြစ်တယ်အင်္ဂလန်ကကန်ဆိုးတာတစ်ခုကဒီ U21 နဲ့ကစားမဲ့ Liandy Lab ကို Chelsea အသင်းကခေါ်ယူခဲ့တဲ့အတွက် Chelsea အသင်းက Liandy Lab ကို ကလပ်ဝါကပ်ကိုခေါ်သွားတယ်ပေါ့နော်ခေါ်သွားတဲ့အခါမှာဒီပွဲကိုမပါလာဘူးတကယ်လို့ Lian Dilett ကပါရင်တော့အင်္ဂလန်အသင်းရဲ့လူစင်းရတော်တော်ကြီးကိုကောင်းပုံမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လက်ရှိလူစင်းမှာတော့ဒါ Archie Gray လိုမျိုး Tottenham Hotspur နဲ့ပုံမှန်ကစားခွင့်ရနေတယ်တကယ်လူငယ်ကျယ်ပွင့်ကစားလို့မှာ Archie Gray ကအဲတကယ်တော့တော်တော်လေးငယ်သေးတယ်2006မွေးတယ် Archie Gray ကအဲ့တော့ဒီသူအသက်ကျော်ပြီးကြံဒါပေမဲ့အခုဒီအသင်းမှာတော့သူ့ကိုအရန်ကုန်မဲ့ထားလာတဲ့ပုံစံမျိုးတချို့ပွဲတွေတော့ပါပဲမြဲ ဆိုလိုခြင်းက RC Gray လို့တကယ်ထိတ်တန်းပလေးယာလောက်အရင်ကိုထိုင်နေရတယ်အဲ့တော့ Liverpool ကစားနေရလက်ရှိအချိန်မှာ Henshaw ကစားနေတယ်အဲ့တော့တကယ်တော့ Louis Hall မပါလာလို့ Louis Hall ကလည်းလက်ရွေးစင်တယ်မဟုတ်ဘူးဒီမှာလည်းမှီသေးတယ် Louis Hall ကတော်တော်ငယ်သေးတယ်အသက်20ပဲရှိသေးတာပေါ့နော်20 21ပဲရှိသေးတာ Louis Hall ကစားရင်လည်းကစားလို့ရသေးတယ်ပြီးတော့ Jared Brandwaite လို့ကစားလို့ရတယ်ဒါပေမဲ့မကစားပါဘူးလက်ရှိချိန်မှာတော့ပုံမှန် shoot 21အသင်းရဲ့ပုံမှန်ခန်းစစ်ကစားသမား Charlie Creswell ကစားနေတာကိုကျွန်တော်တို့တွေ့ရတယ်ပြီးတော့ Liverpool အသင်းကနေ Liverpool စင်ကိုပြောင်းရွှေ့မယ် Quansa ကစားနေတာကိုတွေ့ရတယ်အဲ့တော့ Agent ကြီးတော့ခန်းစစ်ကမကောင်းဘူးပြီးတော့ကိုယ်သမားနေရာမှာဒီပြီးခဲ့တဲ့ Euro တော့ငါပိုဆွဲခဲ့တဲ့ Trafford မကစားဘူးပေါ့နော်လက်ရွေးစင်အသင်းပါဝါရဲ့အတွက်ဒါ builder ဆိုတဲ့ကစားသမားကစားနေရယ်အဲပြောမလို့ဆိုပြီးခဲ့တဲ့ပွဲမှာလည်းတလန်အသင်းသွင်းသွားတဲ့ကူမှာကုသမတော်တော်လေးအားနေခဲ့တယ်နောက်တန်းလည်းတော်တော်လေးအားနေခဲ့တယ်ပေါ့နော်အဲ့တော့ခန်းစစ်ကနေတင်လိုက်တဲ့ဘောလုံးကလွတ်ထွက်သွားခဲ့ပြီးတော့ဒီ Netherlands တိုက်စစ်မှုအမ်သူနာမည် Ohio ပေါ့နော်ဘလို့အသင်းထွက်လဲလို့တခြားမသိဘူးဘာလို့လဲဆိုတော့ဒီလွှင့်နေတဲ့ဒီရုပ်သံတွေက commentator မပါဘူးပေါ့နော်မပါတော့ဒီ Ohio လို့ပဲထွက်မဲ့တင်တယ်အကန်ထက်သွားတာတော်ကြီးကိုကောင်းတယ်ဒီကစားသမားကဒီပြိုင်ပွဲမှာလည်းတောက်လျှောက်တော့ကိုးသွင်းတယ်ဒါပေမဲ့ Netherlands က အထင်ကြီးလောက်ဆရာမရှိဘူးတာမန်အဆင့်ပဲရှိရလို့ကျွန်တော်ကတော့သတ်မှတ်ခြင်းနဲ့ EMSN ပါတယ်ဂျိုဟာတူပါတယ်ပြီးတော့ရိုမာသင်းကိုရောက်ရှိနေတဲ့ range ပါတယ်ကွင်းလယ်မှာကဒီ Canada Taylor တို့ပါတယ်ပေါ့နော်ပြီးတော့ PSV အသင်းကခန်းစစ်ကစားသမား Flamengo ကွင်းလယ်မှာတက်ကစားတော့တွေ့ရတယ်ပြီးတော့ဒီ Van Bommel ရဲ့သားဘာ Van Bommel လဲတော့မသိဘူး Van Bommel ပဲပေါ့နော်သူ Redivisie မှာလည်းတောက်လျှောက်ခြေစွမ်းပြနေတယ်အခုဒီဘွဲ့မှာလည်းပါတယ်ဒါပေမဲ့ပေါ်တူဂီကိုနိုင်တဲ့ဘွဲ့မှာအနီးကထိသွားခဲ့တယ်သူကမပါလားပေါ်တူဂီအသင်းလည်းတော်တော်လေးကိုကောင်းတယ်ဒါပေမဲ့ အဲဒီပေါ်တူဂီနဲ့နယ်သာလန်နဲ့တွေ့ခဲ့တဲ့အဆင့်မှာကနယ်သာလန်ကံကောင်းလို့တက်လာတာပေါ့နော်ပေါ်တူဂီရဲ့နိုင်ရမှာဒီတင်းစားယူအသာစီရိုက်တာပဲမဲ့လေဒီနယ်သာလန်ကတစ်လုံးနှလုံးလောက်ကံပြီးကိုးနေတဲ့ပုံစံဖြစ်နေရပေါ့နော်အဲနယ်သာလန်ခံစစ်ကလည်းတော်တော်လေးကောင်းပါတယ်ခြားတင်နေတယ်ရှင်ပေါ်တူဂီမှာတော့အဲကန်ဆိုးစွာပဲရိုဒရီဂိုမူရာမပါလာဘူးရိုဒရီဂိုမူရာကတော့ next messi ပေါ့နော် next messi ဒီကစားသမားကတေချာပေါက်ဆောင်ကြည့်ရမှာကစားသမား club ဘွားခတ်မှာလေပြည်သက်တွေကြည့်ထားကြလိမ့်မယ်လို့ထင်တယ်ပေါ်တူအသင်းနဲ့ ဒီပြီးခဲ့တဲ့2025ရာသီဝက်ထဲမှာသေအောင်ကောင်းထားတဲ့ကစားသမားဖြစ်တယ်။တကယ်ပါရမီရှင်ပဲ။တကယ်ကိုကြီးထွားလာမယ်ကစားသမားဆိုတာသိကြရတယ်ပေါ့နော်။ကန်ဆိုးစာ तू မပါဘူး။အဲဂျူဗနီကန်ဒယ်ကတော့ပါတယ်ပေါ့နော်။ तू ကလွေးစင်အစင်းကြီးရောက်ထားပြီမယ်လေဒီပွဲမှာပါလာတယ်။အသက်အားငယ်သေး16 18ပဲရှိသေးတယ်။ချဲစီအသင်းကလက်အုပ်မှုရရှိပြီးတော့ခေါ်ယူထားတယ်ပေါ့နော်။ ခံတော်ပါတယ်ပြီးတော့ Southernland နဲ့ Matthias van der Vaart ပါတယ် van der Vaart လေးတော်လေးအကောင်းတာတွေ့ရတယ်ပေါ်တူဂီပွဲတော့ကျွန်တော်အများကြီးမကြည့်ဘူးဒါ Holland နဲ့ပွဲတစ်ပွဲပဲကြည့်လိုက်ရတယ်ပေါ့လေအင်္ဂလန်အသင်းရဲ့ပွဲတွေတော့တော့ရှောက်ကြည့်ပြတယ်အင်္ဂလန်ကတော့အလုံးတည်တဲ့အတိုင်းပဲတော်လေးကိုကောင်းတယ် Elliot Anderson ကကွင်းလေဘူချုပ်အနေနဲ့ဒီဆောင်ရွက်ပေးနေတယ်ပေါ့နော်အဲ့တော့ Elliot Anderson က Scotland လူငယ်အသင်းတွေမှာကစားခဲ့တာအခုတော့ Northern Force မှာကစားနေရပေါ့နော်ကလပ်အသင်းကတော့တော်တော်လေးကောင်းတယ်ကျွန်တော်မထင်ထားတဲ့ကွင်းနဲ့ထင်ချုံမှုတွေကိုတွေ့မြင်ရတယ်ပေါ့နော်ပြီးတော့အသင်းကောင်းဆောင်ကတော့ဒါ မန်ချက်စတာစီးတီးရဲ့ James McCarthy ပေတာမမဦးမရီ Hutchinson ပါတယ်ပေါ့နော်တိုက်ဆက်ကတော့ဘသူကစားစားညံ့နေရအောင်တွေ့ရတယ်အဲ့တော့အင်္ဂလန်အသင်းကတော်တော်ကြီးကိုကောင်းပါတယ်ဒါ Leagues League ကလည်းဒီ U21 အသင်းကိုတောက်လျှောက်ကင်တွယ်နေတဲ့နီးပြဖြစ်တဲ့အခါမှာပြီးခဲ့တဲ့2023 Final တော့ကလည်းအနိုင်ယူထားတဲ့နီးပြဖြစ်တဲ့အခါမှာတော့ Quality ပဲ Spain အသင်းကလည်းနည်းနည်းလေးအားနေသွားတယ် Spain အသင်းကဘာလို့လဲဆိုတော့သူ့ရဲ့တကယ် U21 player အကုန်လုံးလက်ရွေးစင်အသင်းရောက်နေပေါ့နော်အဲ့တော့အဲ့လူဝင်အပြင်းနဲ့လာခင်တော့တော်တော်လေး အဲအင်အားကြီးတယ်ပေါ့နော်ဒိန်းဟောက်ဆန်တို့ကူဘာစီလိုကဒါ U21 အဆင့်ကိုကပြီးတော့ကစားလို့ရတယ်ကစားသမားတွေအဲ့တော့ဒီကစားသမားတော်တော်များများကလည်းပြင်အဆင့်ကိုလက်ရှိမှာရောက်နေရယ်ပေါ့နော်အော် ပြင်သစ်ဆိုရင်လည်းဒီလိုပါပဲပြင်သစ်အသင်းကတော့စိတ်လှုပ်ရှားစရာကျွန်တော်မတွေ့ရအောင်တိတ်သဘောမကြဘူးပြင်သစ်အသင်းမှာကဒီကွင်းလေကစားသမားပြီးခဲ့တဲ့ချောင်းဒီနေ့ပွဲမှာထူးဆန်းတယ် အကူအမီကိုဘာလို့ထည့်မကန်လဲမသိဘူးစောရရအကူအမီကတော့တော်တော်လေးမဆိုးဘူးပေါ့နော်အကူအမီမပါလာတော့တွေ့ရတယ်ဂျာမနီကလွယ်လွယ်ကူကူက3စီးနဲ့နိုင်သွားတယ်အဲ့တော့ဂျာမနီမှာကကျွန်တော်တို့အဲပြောမဆိုရင် Strollet တွေလူအားလုံးသိရကျဲပွင့်နေတော့ပါနေမှာမဟုတ်ဘူးဒါပေမဲ့ဂျာမနီရဲ့လူငယ်အသင်းကအမြဲတမ်းကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဂျာမနီ League မှာက Bundesliga မှာကလူငယ်တွေဦးစားပေးတာအဲ့တော့ဂျာမနီရဲ့ U21 အဆင့်တွေကပုံမှန် Senior ရာသီတို့တရာသီနှစ်ရာသီလောက်ကံပြီးတဲ့လူတွေကြီးပဲအ အနည်းဆုံး100ရာချင်းနေရာတွေတချို့က300 400ကျန်ထားတဲ့ကစားသမားတွေပေါ့နော်အဲ့တော့ဒီလိုအခြေအနေမှာလူငယ်ချင်းချင်းရှင်ဖိုက်ကတော့တော်တော်လေးကိုခက်တယ်ပေါ့လေအဲ့တော့ဒီအင်္ဂလန်မှာကကြတော့အရင်တော့အလိုမဟုတ်ဘူးဒါပေမဲ့ခုနကပိုင်းအင်္ဂလန်ရဲ့လူငယ်ဖွံ့ဖြိုးတိုးတက်မှုတော့ကြောက်စရာဖြစ်လာပြီးတော့ဒီလူငယ်ကစားသမားတွေဖြစ်တည်တိုင်အောင်ပွဲကစားခွင့်အများကြီးရရှိရတဲ့ကစားသမားတွေဖြစ်နေရပေါ့နော်ဒါကလည်းတော်တော်လေးအားသာတဲ့အချက်ဂျာမနီရဲ့အားကြီးမားတဲ့အားသာချက်လည်းဖြစ်တယ်ဂျာမနီရဲ့ U21 player တွေကတော်တော်များများကဒီ2000နှစ် နောက်ပိုင်းဘွန်းတွေပေါ့နော်အတင်းရဲ့အဓိက core တွေကအဲ့တော့အားလုံးထဲမှာစိတ်ဝင်စားဖို့အကောင်းဆုံးကတော့ Nick Vordermeer ဒီပြိုင်ပွဲမှာကျွန်တော်အကြိုက်ဆုံးကစားသမားပဲသူ့ကိုကသတိထားမိတယ်ပေါ့နော် Stuttgart အတင်းနဲ့အတူသတိထားမိတယ်အချက်ကြီးကမြည်မယ်198 cm ရှိတယ်ပေါ့နော်6ပြီ6ပေါ့လीအဲ့တော့6ပြီ6နဲ့အဲမလျော်ညီတဲ့ scale ကြီးကိုပိုင်ဆိုင်ထားတယ်အဲ Ibrahimovic ပေါ့နော်ပြောမှာဆို Ibrahimovic လို scale မျိုး Ibrahimovic လောက်ကောင်းတယ်လို့တော့ကျွန်တော်မမြင်ပါဘူးဒါပေမဲ့လည်း အဲ့လိုရှားပါတဲ့ skill set ကိုပိုင်ဆိုင်ထားတယ်ဒီနေ့ခေတ်ဘောလုံးဟာအရက်အမြင့်ကြီးနေတယ်အဲ့လို skill ကောင်းတဲ့တကယ် slender shape တွေနဲ့ skill ကောင်းတဲ့ကစားသမားတွေကျွန်တော်တို့မြင်တွေ့နေရတယ်အဲ့တော့ Alexander Isak Premier League မှာပိတ်ပိတ်ညောင်ညောင်လေးကိုထင်ရပေမဲ့လည်းအရန်ချေစွမ်းပြနေရအောင်ကျွန်တော်တို့မြင်ရတယ် Premier League ရဲ့ထိတ်တန်းတိုက်စင်မှုကဘာထိတ်တန်းတိုက်စင်မှုဖြစ်တယ်အဲ့တော့ Isak နောက်ကိုလိုက်နေရတာက Ugo AKTK ပြင်သစ်အသင်းရဲ့ Jordan 1တိုက်စစ်မှုတကယ်ကိုကောင်းမွန်တယ်သူရဲ့ skill set ကလည်းအဲ့ဒီပုံစံပဲအဲ့တော့သူနဲ့ပုံစံထပ်တူတာက Nick Vardamedi အသက်ကြီးတာမကွာကြပါဘူး Vardamedi ကလည်းဒါ Jani Levison အသင်းနဲ့ပြီးခဲ့တဲ့ဒီ Nation League မှာလည်းပါဝင်ခဲ့တယ်အဲ့တော့လူကြီးအဆင့်နေမှာတော့သူချေစွမ်းကြီးကလုံးဝအမ်ပါရမီရှင်လိုဖြစ်မနေပေမဲ့လည်းအခု Jordan 1အဆင့်မှာတော့လုံးဝမရှင်သားဘူးဘလို့မှလူလို့မရဘူးသူရဲ့ဒီ body သူရဲ့ strength က အရင်ယူသားလွန်နေတယ်တခြားကစားသမားတွေထက်အပြည့်သူ့မှာ billion ရှိတယ်သူကပိုးသားလိုမျိုးကစားပုံလို့ကျွန်တော်တို့တင်စားခြင်းတယ်တတော်ကြီးကို um AKTG Isaac တို့လိုမျိုးပဲတကယ် forward တွေကိုပိုင်နိုင်ပြီးတော့လုံးဝကိုဘောလုံးကို permanent နဲ့ထိန်းသိမ်းနေတာတွေ့ရတယ်ပြီးတော့အရေးရှိကြီးကစားသမားဆိုရင်ကျွန်တော်တို့ကအထောင်တိုက်စစ်မှု target man လို့ထင်ကြတယ်မဟုတ်ဘူး drop deep ကောင်းကောင်းကစားနိုင်တယ် wide position တွေကောင်းကောင်းကစားနိုင် drop deep စင်းယူပြီးတော့တည်သွားတယ်အီတလီနဲ့ပွဲမှာဆိုရင်လုံးဝမှုန်းနေရပဲကစားတာပြီးတော့တောင်မန်ကနေဘောလုံးကို အထဲကိုဆွဲဝင်တဲ့ဟာကြီးလည်းကျွန်တော်အများကြီးမြင်ရတယ်အဲ့တော့ကျွန်တော်အနေနဲ့ပြီးခဲ့တဲ့ match လာတဲ့က Vodamedi ရဲ့အသင်ဂျာမနီကစပိန်နဲ့တွေ့တယ်ဒီအင်္ဂလန်နဲ့ပြင်သစ်နဲ့တွေ့တယ်အဲ့တော့ live တော့ကျွန်တော်မကြည့်ဖြစ်ခဲ့တော့ဒါပေမဲ့ဒီ media ရဲ့ထက်မှာပလူပြန်နေအောင်တက်တယ်ဒီပွဲတွေရဲ့ဒီခုံသတင်းတွေရပါဘောနော်အဲ့တော့ပြန်ပြီးတော့ဒီ clip အတူတွေသူတို့ရဲ့ဒီသူတို့အကြောင်းရေးထားတဲ့ဟာတွေတောက်လျှောက်ပြန်ရှာဖတ်ပြတယ်ဘောနော်အဲ့တော့ Vodamedi ကတဖြည်းဖြည်းနဲ့2025လည်းမကြီးထွားလာတယ်ပို့ပြီးတော့သူကဘွန်နီလီကာ3ပေါ့နော်ဘွန်နီလီကာ3ရဲ့အကောင်းဆုံးကစားသမားဆိုရထားတယ်ပြီးတော့ ဒီ Vader Bremen အသင်းမှာအကောင်းဆုံးခြေစွမ်းပြတယ်ပြီးတော့ Stuttgart ကိုရောက်တယ် Stuttgart မှာလည်းဒါ Stuttgart မနစ်ကပိုကယ်ဖလာရတော့အဆင့်တိုင်းမှာသူဂိုးသွင်းတယ် Final မှာလည်းဂိုးသွင်းတယ် Final ကတော့ဂိုးပြတ်ပဲပေါ့နော်အားလုံးသိတယ်အတိုင်းပဲအဲ့တော့ Stuttgart က Champions League မှာလည်းပါတယ်သူကလည်းသူလည်းမဆိုးတဲ့ခြာပေါ့နော်အဲ့တော့ Stuttgart ပွဲတွေတော့အဲမကြည့်ဖြစ်ပေမဲ့လည်း Champions League မှာကြည့်ဖြစ်တယ်ပြီးတော့ဒီနောက်ဆုံးပိုကယ်ဖလာတွေပါလေးကြည့်ဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာတော့ Vader Medal တော်တော်လေးအဆင်ပြေတဲ့ခြေစွမ်းရှိတယ်ဒါပေမဲ့အခုကကြတော့လူငယ်အချင်းချင်းမှာကြတော့ junior အချင်းချင်းမှာကြတော့ तू က နှစ်ဆင့်လောက်သူ့ရဲ့ skill နဲ့ body နဲ့ပေါင်းလိုက်တဲ့အခါမှာခုံတက်နေတယ်။အရန်ကိုကောင်းတယ်။ခေါင်းတိုက်တာရဲ့လည်းအရန်ကောင်းတယ်။ပြောမဆိုရင် Real Madrid စိတ်ဝင်စားမှုကဒီပြိုင်ပွဲအတွင်းမှာထွက်လာတယ်ပေါ့နော်။ Real ရောက်တင်တည်ရလို့ကျွန်တော်တို့မထင်ဘူး။ဒါပေမဲ့လည်းတခြားသောအသင်းတွေ Bundesliga မှာဆက်ရှိနေရလဲကောင်းပါတယ်။နောက်ရသေးတဲ့တေချာပေါ့သူ go 20+ တွင်းမဲ့ရသေးလို့ကျွန်တော်တို့ယုံကြည်တယ်ပေါ့နော်။အဲ့တော့အဲ့ဒီဟာကိုသူသွားလာဒါမှမဟုတ်အခြားအသင်းပြောင်းမလာပေါ့နော်။တော့ဆက်လက်စောင့်ကြည့်သွားဖို့ရှိတယ်။အရန်စိတ်ဝင်စားဖို့ကောင်းတယ်။ကစားသမားဖြစ်တယ်။ပြီးတော့အဲ တခြားကစားသမားတွေအနေနဲ့ကတော့အများကြီးတော့မရှိဘူးကျွန်တော်တို့ကဒီပြိုင်ပွဲနဲ့ပတ်သက်လာရင်အငြင်းတန်းထိတ်တန်းစားသမားတွေပေါ့နော်ပေါ်ထွက်လိမ့်ရှိဒါပေမဲ့နောက်ပိုင်းမှာဟိုးအရှင်အလောက်မထွက်တော့ဟိုးအရှင်တော့တကယ်ကောင်းရင်တွေထွက်တာပေါ့နော်ဥပမာကျွန်တော်တို့2013အဲကျွန်တော်ရအမှတ်မိဆုံးပွဲပေါ့နော် final Spain နဲ့ Italy နဲ့တွေ့တယ်ကျွန်တော်အထင် U21 တိတိဆုံမှုတွေမှာအကောင်းဆုံးဘူးလို့ကျွန်တော်တို့သတ်မှတ်ရလဲမထင်ဘူးအဲ့တော့အဲ့ Spain အဲမှာ အကုန်လုံးကလက်ရွေးစင်အစင်းတဲ့တကယ်ဒိတ်ဒီကျဲတွေပဲကိုသမားတဟေရကန်စစ်မှာမွန်တိုနီယောပါတယ်ကာဗာဟေရအရင်ကောင်ထိုင်နေရအဲ့တုန်းကပြီးတော့ဒီအနီဂိုမာဒီနက်စ်ကန်စစ်မှာပြီးတော့ဒီမက်ပါထရာပြီးတော့လီဗာပူးအသင်းကိုရောက်သွားတဲ့အယ်ဘတ်တိုမိုရန်ဒိုပြီးကွင်းလယ်မှာဆိုရင်အီယာရမန်ဒီလယ်မှာစင်ကပစ်ဖို့မှာထိုင်နေပေးမှာတီယာဂိုအေဂန်ထာရာနဲ့ဒီဘက်မှာခိုခေတို့ရှိကြတယ်တိုက်စစ်မှာကရိုဒရီဂိုတို့ပြီးတော့ခရစ်စတန်တေယိုရှိမယ် ပြီးတော့အထောင်အမူရတာရှိမယ်ဘယ်တော်မှမစ်ကိုကစားတယ်စ်ကိုက roaming ကစားတာပေါ့နော်အဲ့တော့တကယ်တော့ဘလို့ရွရွတကယ်ကြောက်ဖို့လက်မကောင်းတဲ့လူစင်းတကယ်ကောင်းနေကြီးပဲအရန်မာထိုင်နေတာကလည်းဒီ Premier League အသင်းတွေဒီ Serie A အသင်းတွေ La Liga အသင်းတွေကလိုချင်တဲ့ထိတ်တန့်ကျယ်ပွင့်နေပြီပဲအဲ့ Spain အသင်းကအီတလီကအဲ့လောက်ကြီးရောမတောင်းဒါပေမဲ့အီတလီမှာ variety ပါတယ်အဲကျွန်တော်မှတ်မိသလား Florenzi ပါတယ်ပြီးတော့ Borini ပါတယ်ပြီးတော့ မန်နိုလိုကပီယာဒီနီပေါ့နော်အဲ့တော့မန်နိုလိုကပီယာဒီနီကအရန်ကောင်းလာမယ်တဲ့ပုံစံမျိုးဒါပေမဲ့မကောင်းလာခဲ့ပါဘူးဘိုရီနီတို့လည်းအဲ့လိုပဲနည်းနည်းလေးပြန်ငုတ်သွားတယ်ပေါ့နော်အဲပြီးတော့ဘယ်တော်မှလိုရန်ဆိုအင်စင်ညံပါတယ်အတကယ်ကိုတော်တော်ကြီးတောင့်တင်းနေတဲ့အသင်းဒါပေမဲ့စပိန်ကိုတော့ဘလို့မှရှင်လို့မရဘူးစပိန်ကတခြားအီတလီလည်းရွေးစင်တင်လာခဲ့တော့နိုင်မှုမလွယ်ဘူးအေးစပိန်ကြီးအရန်ကိုကောင်းမလွန်းနေပေါ့နော်အဲ့တော့အဲ့ဒါမမရရပဲအဲ့တော့အဲ့ဒီကွန်ဘိုကြီးနဲ့သွားရှင်တော့အခုအဲ့လောက်တော့မကောင်းဘူးနောက်ပိုင်းနှစ်တင်မှာဆိုရင်2023မှာဒီ final မှာစပိန်နဲ့ အင်္ဂလန်နဲ့တွေ့တယ်အဲ့တော့ကောင်းနေစဲပါပဲစပိန်ကဒါပေမဲ့ဟိုစပိန်ကိုသွားပြီးဘလို့မှရှင်လို့မရအဲ့ဒီကွန်ပုတ်တွေတော့ပြန်မရှိတော့ဘူးပေါ့နော်အင်္ဂလန်ကတော့တော်တော်ကြီးကောင်းလာပါတယ်ဒါဂါဒစ်တုံးတို့ပါတယ်ခိုးဖောင်းမတို့ပါတယ်အန်ဂျယ်ဂိုမတ်တို့ပါတယ်ပြီးတော့ဒီခန်စစ်မှာဆိုရင်ခိုးဝဲပါမယ်တော်တော်ကြီးကိုကပြည့်စုံတယ်ပေါ့နော်ဒီအင်္ဂလန်ရဲ့လူစင်းကနောက်ပိုင်းတွေကအင်္ဂလန်အဲ့လိုပါပဲတောက်လျှောက်ကြီးကိုပတ်ကားကြီးဖြစ်နေတာပေါ့နော်အဲ့ဒီရှင်းနှစ်မှာကဂျာမနီပိုဆွဲတယ် တော့ဂျာမနီပိုဆွဲတဲ့အသင်းမှာကအခုလီဗာပူးကိုရောက်ရှိသွားတဲ့ Florian Vast တို့ပါတယ်အရန်ကောင်းတယ်ပေါ့နော်အဲ Florian Vast ကအသက်တွေကျော်ပြီးတော့ပါတာအဲ့ဂျာမနီအသင်းအဲ့လိုမျိုးတွေ့ရတယ်အဲ့အရှိမှက2021ရှိမှ2019မှာစပိန်ပူးဆွဲတာစပိန်ပူးဆွဲတဲ့နေ့ကအခု စပိန်ယူရိုယူထားတဲ့နီးပြအဲ Della Fuente နီးပြတဲ့အသင်းပေါ့နော်အဲ့တော့ Fabian Ruiz တို့ပါတယ် Danny Olmo တို့ပါတယ် Oyarzabal တို့ပါတယ်တော်တော်ကြီးကောင်းပါတယ်အဲ့စပိန်ကဒါပေမဲ့နောက်ပိုင်းကတော့ အဲ့လောက်ကြီးမကောင်းတော့ဘူးကောင်းတဲ့ကစားသမားတွေတန်းပြီးတော့လပြည့်စင်အသင်းတွေရောက်နေကြတယ်ဘောနော်လက်ရှိအခြေအနေလက်ရှိခေတ်ရဲ့ trend အရာအချိန်ခေတ်တော့အလုံးမဟုတ်ဘူးဘောနော်အဲ့တော့ဒီဟာလေးခြားနာမှုရှိရဒါပေမဲ့သေးကြတယ်အခုတကယ် um epic ဖြစ်တဲ့လူငယ်ကျယ်ပွင့်တွေလပြည့်စင်အသင်းတွေမှာတန်းပါနေကြပြီအဲ့တော့အဲ့လူအဲ့လူငယ်တွေတော့ကျွန်တော်တို့အကုန်လုံးသိကြတယ်ဒါပေမဲ့အဲ့လိုမဟုတ်ပင်မဲ့လေတိုးတက်လာပြီးတော့အဲ့လိုအဆင်ရောက်မဲ့ကစားသမားတွေလေရှိနေသေးတယ်အဲ့ဒီထဲမှာကျွန်တော် Nick Vodamada တို့ဒါထက်သွင်းခြင်းနဲ့ပြီးတော့ဒီအင်္ဂလန်အသင်းကကစားသမားတွေရောပြည်သက်ရှင်နေပြီးသားပါ ့ဦးမာရီဟက်ချစ်ဆန်နဲ့ဒီပြိုင်ပွဲမှာတော်တော်လေးကောင်းပါတယ်မက်ကတီတက်ကိုကောင်းတယ်မက်ကတီကတော်တော်လေးကြောင်ပြောင်းတယ်ပြီးတော့ဒီဟာဗီအဲလီယက်ကလည်းလန်ထွက်နေတာပဲဒုတိယကိုသွင်းသွားဆိုစာလာလို့ပဲတောက်လျှောက်လိမ်ပြီးတော့သွင်းသွားတာပထမကိုနေသာလန်သွင်းသွားတဲ့ကိုဆိုရင်လည်းညာချင်းနဲ့ကန်ထည့်သွားတာအဲချလာနှစ်ပတ်စလုံးသွင်းသွားလာဘောနော်ပွဲတိုင်းလေးပါတဲ့သူကိုသွင်းနေတာကိုကျွန်တော်တို့တွေ့မြင်နေရတယ်ဗောနော်အဲ့တော့အရန်ရန်ကောင်းတယ်ဒီပြန်ပွဲတွေကြည့်ရတာအခုကျွန်တော်တို့တခြားသောပြန်ပွဲကြည့်ကြရလဲမများဆဆမရှိတဲ့အတွက်တော်တော်လေးကိုဒါအဆင်ပြေတယ်ဗောနော်ပြီးတော့ဒီအင်္ဂလန်ပွဲမနေ့တော့ဆိုရင်ဒါကျွန်တော်တို့ မြန်မာချိန်နဲ့ဆိုရင်တော့10ခွဲပေါ့နော်အင်္ဂလန်ဘက်က10ခွဲလာပါတယ်10ခွဲလာပါတယ်ပေါ့ဟိုကတော့ဂျာမနီနဲ့ပြင်သစ်ပွဲရကလပ်ဝါကကကိုယူကရရချင်းနဲ့ထားကြည့်ရတဲ့ဆိုင်ရတော့ဒီ U21 ပွဲကပိုပြီးကြည့်လို့ကောင်းနေရပါဘောနော်အဲ့တော့တနည်းဝင်နေကြရဲ့ final ကစားဖို့ရှိတယ်သိကြတယ်ဒီပြိုင်ပွဲကနေကျွန်တော်ခုနပြောသွားတဲ့ကစားသမားတွေရောပြောဖို့ကြံခဲ့တဲ့ကစားသမားတချို့လည်းရှိတယ်ထားပါတော့အများကြီးပဲပေါ့နော်အဲ့တော့ဒီ လူငယ်တွေကနောက်ထပ်ဆင်မြင်ကိုတက်ဖို့တာဆူနေပြီတကယ်ကိုစိတ်ဝင်စားဘူးကောင်းနေရောက်တွေ့ရတစ်ချိန်တည်းမှာ U16 ပြန်ပွဲလဲကစားနေရ U16 ယူရိုမှာအန်ဒင်ဝေကောင်းတယ်စပိန်က6ဝ5ဂိုးနဲ့ဂျာမနီကိုကမ်းပတ်လုပ်ပြီးနိုင်သွားတာမျိုးရှိတယ်ပေါ့နော်အဲ့တော့လူငယ်ပွဲတွေကနေလဲကျွန်တော်တို့စိတ်ဝင်စားကြရကျယ်ပွင့်နေကျွန်တော်တို့အခုသိနေတဲ့ကျယ်ပွင့်တော်တော်များများကလဲအဲ့လိုပြန်ပွဲတွေကတက်လာတာရှိပဲပေါ့နော်အဲ့တော့ဂရုစိုက်စောင့်ကြည့်ခြင်းအပြင်သို့မဟုတ်တဲ့တင်းနေနားဆွင့်ပြီးတော့အပြင်ကျွန်တော်တို့ ဒီလူငယ်တွေနဲ့ပတ်သက်တဲ့ knowledge တွေ spot knowledge ပေါ့နော်ပို့ပြီးတော့အာသိရှိမယ်သူတို့ပို့ပြီးတော့ပေါ့နော်ကိုယ်အသိအပဲကစားသမားကိုခေါ်ယူခြင်းလဲဆိုတာမျိုးစိတ်ကူးခြင်းလို့ရမယ်လို့ကျွန်တော်တို့ထင်ပါတယ်အာဒီပြိုင်ပွဲနဲ့ပတ်သက်လို့ tissue နေကြမှာပြည့်သက်တယ်လည်းအများကြီးရှိမယ်လို့ကျွန်တော်တို့ထင်တယ်ဒီအားကြောင့်ကျွန်တော်ကိုဆွေးနွေးတဲ့ comment လေးတွေမပေးသွားခဲ့ပါအောင်လို့ဖိတ်ခေါ်ခြင်းပါတယ် tissue အပြည့်ခဲ့တဲ့တော့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက် video တွေမှာပြန်လည်ဆုံလေးပါမယ်ခင်ဗျာ